ဖက်ရွက်ခြင်းတူတူပဲဖက်ရွက်ခြင်းတူတူပဲစပယ်ပန်းနဲ့ဆုံလိုက်ရတဲ့ဖက်ရွက်ကြတော့မှု့ကြံရစ်တယ်ငပိဘုတ်ထုတ်လိုက်လို့ငပိဘုတ်နဲ့ဆုံစည်းလိုက်ရတဲ့ဖက်ရွက်ကြတော့နန်းစော်ကြံရစ်တယ်ဟာဆုံစည်းမှုကိုကြည့်လိုက်စိတ်စေရနာမရှိတဲ့အရာသီးပင်လည်းမကောင်းတာနဲ့ဆုံရင်မကောင်းတာဖြစ်သွားတတ်တယ်ပေါ့ကောင်းတာနဲ့ဆုံမှကောင်းတာဖြစ်တယ်အေးဒါကြောင့်တာဟုဒသနာ မရိယာဏအရိယာဏမြင့်မြတ်ဖြူစင်တဲ့ပုံကိုယ်တွေကိုဓာတနံတွေးဆောင်ရခြင်းဟာသာဓုသိကောင်းတယ်တဲ့ဒါခိတ္တခဏဆောင်ရတာတော့ကောင်းတယ်လို့ဆိုတန်နိဝါတော်တထာတုခောအမြဲတမ်းအတူတကွာနေမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးချမ်းသာဖို့ပဲဒီလိုဆိုလိုတာပေါ့အဲ့ဒါလို့မြင့်မြတ်တဲ့ပုံကိုယ်တွေနဲ့နေလို့ရှိရင်မိမိဖို့ဟာ အချိန်မရွေးကောင်းမြတ်တဲ့အကျိုးကျေးဇူးတွေဟာဖြစ်ပေါ်ပြီးတော့နေတာပဲဆိုပါစို့ရှင်သာရိပုတ္တရာလို့သူတော်ကောင်းကြီးနဲ့စုံစည်းကြရတဲ့ယဟန်ပုဂ္ဂိုလ်တွေဟာရှင်သာရိပုတ္တရာရဲ့အဆုံးအမတွေအကျဉ်းနာတရားတွေပညာတွေနဲ့ရရှိပြီးတော့နေကြတာဒါကြောင့်မို့ရှင်အနန္ဒာကပြောတယ် ရှင်သာရိပုတ္တရာပြိဋိနိဗ္ဗာန်စံသွားပြီဆိုတော့ရှင်အနန္ဒာဝန်းတဲ့စကားဆိုတယ်ဗျာရှင်သာရိပုတ္တရာပြိဋိနိဗ္ဗာန်စံတယ်လို့လည်းကြားလိုက်ရောသူ့မှာယူကျုံမရဖြစ်ရတယ်ယူကျုံမရဖြစ်တယ်ဘာဖြစ်လို့ဒီလိုဖြစ်ရတုံးလို့ဆိုတော့ရှင်သာရိပုတ္တရာဟာတဲ့မိမိတို့ရဲ့အပေါင်းအသင်းတွေတပ္ပမစာရိဆို colleagues သင်သုံးပေါ်တွေလုတ်ဖို့ကံွက်တွေလို့အဓိပ္ပာယ်ရတယ် အဲ့ဒီပုဂ္ဂိုလ်တွေကိုတရားဓမ္မနဲ့ချီးမြှောက်တတ်ပါတယ်တဲ့